နေရာကျမကဗားလေးကိုထိုးပြခြင်းတည်းလေဆိုလို့ရှိရင်ဒီမှာပေါ့เนาะကန်းကောပန်းလေးထိုးပြထားတယ်ဒီကန်းကောပန်းရဲ့ဝတ်ဆံလေးတွေကိုဒီတစ်ခါအစိတ်ကလေးပေါ့เนาะဗားလေးတွေကမဖြတ်ရသေးဘူးပြီးရင်ဖြတ်မယ်ဒီအစိတ်ကလေးထိုးတဲ့ဥစ္စာကိုဒါဆိုအောက်ကအသားကိုမမြင်ရဘူးပေါ့เนาะမမြင်ရဘဲနဲ့စိတ်စိတ်ကလေးထိုးတဲ့ဥစ္စာကိုကျမက ပြသွားပေးမယ်เนาะဒီမှာဆိုလို့ရှိရင်ဒီကနေပြီးတော့ဒီမှာအပြည့်ဖြည့်ထားတယ်เนาะပြီးရင်ကျမတို့ဒီလိုတောင်းလိုက်ထပ်ပြီးတော့အပြည့်ပြန်ဖြည့်ပါမယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကျမတို့တွေကြည့်လိုက်ကြရအောင်เนาะ ီမှာဆိုလို့ရှိရင်တော့ကျမတို့ကဒါလေးကပြီးသွားပြီเนาะပြီးသွားပြီဆိုတဲ့ခါကျတော့ကျမတို့ကဒီဟာလေးတွေကိုကွင်းလေးတွေကိုလိုက်ပြီးတော့ဒါတခုချင်းပေါ့เนาะကွင်းလေးတွေကိုလိုက်ပြီးတော့ဖြတ်မယ်ဖြတ်တယ်ဒီမှာဆိုလို့ရှိရင်ကျမကတစ်ခါထိုးပြီးတိုင်းတစ်ခါတုတ်ထားခဲ့တာဖြစ်တဲ့အတွက်ပေါ့เนาะဒီကွင်းလေးတွေကလေဘလောက်ပဲဒီကျိုးလေးတွေကပေါ့เนาะအျော်အျော်အဖွက်လဲခံနေပေါ့เนาะဆွဲဖြုတ်လို့လဲ ြုတ်တော့ပေါ့နော်အញ្ញမ်းကျန်းတယ်ဆိုလို့ရှိရင်ငါတော့ဘယ်ဟာနေနေတော့ဟိုဘလူးဖော်မလဲဟိုဘယ်ဘယ်အဝတ်အစားမှတော့မခံနိုင်ဘူးပေါ့နော်အမေအခုဒီဟာလေးရတော့ဒါကျမတို့ခါလိုက်လို့ရှိရင်လည်းပြုတ်မထွက်ဘူးနောက်ကကြတော့ရှော်လို့ရှိရင်လည်းပြုတ်မထွက်ဘူးပေါ့နော်ဒါအမြဲတမ်းလာနေမယ်ခိုးလေးလေးပါဒါကြောင့်မို့လို့ကျမတို့လေး ဒါလေးကိုလိုက်ပြီးတော့လေ့ကျင့်ပြီးတော့အလားပါဆုံးလေးထိုးနိုင်အောင်စူးစမ်းကြည့်နော်ဒါလေးကအရင်တုန်းကဆိုရင်တော့ကျမက TV လေးကိုတင်ခဲ့ပြီးပါတယ်ဒါမျိုးလို့ကျမကဒီလိုမျိုးခက်စိတ်စိတ်ကလေးပုံခဲနေပေါ့နော် ကြဲကြဲလေးပဲထိုးပြခဲ့တယ်ဒါလေးကတော့ကျမတို့လေးစိတ်စိတ်ကလေးနဲ့ဒီအောက်ကပေါ့ဒီအောက်ကမျက်နှာပြင်အသားကိုလုံးဝမမြင်ရတဲ့ပုံစံမျိုးလေးပေါ့နော်ကျမကထိုးပြပေးထားတာပဲပြီးလို့ရှိရင်ဒီအားလေးတွေကိုပေါ့နော်လှသွားအောင်ပေါ့လိုက်ပြီးတော့လေး ါညှိလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမကဒီခန့်ကိုပန်းလေးကိုလည်းကျမကဖောင်းဖောင်းလေးပို့ထားတာပါဟိုအောက်မှာပြားကတ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဒါအဖောင်းလေးယူပြီးတော့ထိုးထားတာမျိုးမို့လို့ခန့်ကိုပန်းလေးကိုပန်းပွင့်နဲ့ဒီဝက်ဆန်နဲ့ကိုဦးစားပေးပြီးတော့ထိုးထားတာလေးပါအဲဒီတန်းကဟိုမှာတော့ပပလေးပေါ့နော်ကဲအဆလို့ရှိရင်အရန်လာတဲ့ကံကောပန်းလေး ်ခက်ကလေးရသွားပြီเนาะဒီမှာဆိုလို့ရှိရင်တော့ကျမတို့อ่ะပေါ့เนาะဒီကန့်ကော်ပန်းလေးอ่ะအခုဆိုလို့ရှိရင်ဒီမှာအမြင်လေးတွေလည်းကတ်လာပပလေးတွေဖြစ်သွားပြီเนาะကျမကဒီဥစ္စာလေးတွေပြန်ပြီးတော့အလှဆင်ပြီးတော့နှံ့ရချီကလေးတွေနဲ့ပြန်ပြီးတော့ကျမ gallery တစ်ခုမှာသွားပြီးတော့တင်ပြီးတော့ရောင်းမှာဖြစ်ပါတယ် ဆိုလို့ရှိရင်ကျမရဲ့ခန်းကိုပုစံထိုးလေးလေးကိုနှစ်သက်ကြမယ်လို့ထင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်